နှစ်နှစ်ဗီဇာဆိုတာဒါလဲဒူဘိုင်းကိုသွားဖို့အတွက်နှစ်နှစ်ဗီဇာဝယ်ပြီးတော့သွားလို့ရှိရင်ရလားဆိုတော့ရပါတယ်နှစ်နှစ် two year ဗီဇာဆိုတာကဝယ်လို့လည်းလွယ်ပါတယ်ရှင်ဒီ visa visa ရှောက်တလို့မျိုးပဲစာရွက်စာတမ်းပေးမယ်ဒီ passport copy ပေါ့နော်အရှိစာမျက်နှာ passport copy ရဲ့ပြီးရခါကျရင်အရှိက passport ရဲ့စာအုပ်ရဲ့ဟိုအရှိဘက်ပေါ့နော်အဲ့ဒါလေးရဲ့ပြီးလို့ရှိရင်ဓာတ်ပုံရဲ့ဒါလေးပေးရုံနဲ့နှစ်နှစ်ဗီဇာဝယ်လို့ရပါတယ်ဒါပေမဲ့ နှစ်နှစ်ဗီဇာဝယ်တဲ့သူအနေနဲ့ဘာတွေအကျိုးတရားအကျိုးခံစားခွင့်ရှိလဲပေါ့နော်အဲ့ခါကျတော့နှစ်နှစ်ဗီဇာဝယ်ပြီဆိုရင်ကိုကဝယ်လိုက်တဲ့အခါကျတော့ကိုရဲ့ဒီဟိုအဲ့ဒီကုမ္ပဏီမှာကိုလုပ်တယ်လုပ်တဲ့အခါမှာကို့မှာဒီ certificate တွေရှိတယ်ပေါ့ကွာပွဲလက်မှတ်တွေအများကြီးပဲရှိတယ်ဆိုလို့ရှိရင်ကိုက manager ယာဒူကိုကဟိုအစ်စ်မြင့်တဲ့ယာဒူတွေကိုယူလို့ရပါမယ် ီးတဲ့အခါကျလို့ရှိရင်အဲ့ဒီယာဒူးနဲ့လစာမြင့်မြင့်တွေကိုကိုယ့်ရဲ့ ID ထဲမှာထည့်လို့ရမယ်ဒီတော့ဒါတွေကရောဘာတော့အသုံးဝင်တာလဲအဲ့ဒီယာဒူးတွေလစာမြင့်မြင့်တွေဆိုတာကကိုကတခြားနိုင်ငံကိုကူးတဲ့အခါမှာကိုဘန်ထဲမှာပတ်စံမြင့်မြတ်ထည့်ထားပြီးတော့တခြား tax country တွေကိုကူးဖို့အတွက်ကိုကိုကလုံနေတာဆိုရင်တော့ဒီနှစ်နှစ်ဗီဇာဝယ်တာကကိုအတွက်ဒါအ ရမယ်ပေါ့နော်အဲ့ဒီတော့ဒီလိုမျိုးနှစ်နှစ်ပြီစာဝယ်ပြီးတော့ဒူဘိုင်းမှာပဲအလုပ်လုပ်ချင်တာအဲ့လိုမျိုးဆိုရင်ရောရလာဆိုရင်တော့အလုပ်လုပ်ဖို့အတွက်ဆိုရင်တော့ကိုကနှစ်နှစ်ပြီစာဝယ်ထားတယ်ဝယ်ပြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်လုပ်တာဆိုရင်တော့လုပ်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုကတခြားသူမှသွားပြီးတော့အလုပ်တော့ရှောက်မယ်တခြားကုမ္ပဏီမှာဒီနှစ်နှစ်ပြီစာနဲ့လုပ်မယ်ဆိုလို့ရှိရင်တချို့ကုမ္ပဏီအသေးတွေကတော့ဒီနှစ်နှစ်ပြီစာနဲ့လုပ်တာကိုခန့်ပါတယ် ကိုယ့်ရဲ့ only စာနဲ့လာတယ်လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုခန့်ပြီးတဲ့နောက်ဆက်တွဲမှာဒါတရားဝင်ဖြစ်လာဆိုရင်တော့လုံးဝတရားဝင်မဟုတ်ဘူးပေါ့နော်ဒါဆိုဒီ two year visa နဲ့ကိုကကိုယ့် company အောက်မှာလုပ်တာမဟုတ်တဲ့အတွက်တရားဝင်မဟုတ်ဘူးပေါ့နော်ဒီတော့တရားဝင်မဟုတ်တဲ့အတွက်နောက်ဆက်တွဲမှာပြဿနာတွေအများကြီးရှိနိုင်တယ်ပေါ့နော်တကယ်ဒါဆိုလို့ရှိရင်ဒီနနစ် visa ကိုဒီဝယ်ပြီးတော့သူများအလုပ်ကိုလုပ်လို့ရှိရင်တချို့ company ကြီးတွေမှာလုပ်ရင်တော့ ကုမ္ပဏီကြီးမှလုပ်တယ်ဆိုရင်တော့ဒီနနစ်ဗီဇာကိုဝယ်ထားပြီးပြီဆိုရင်ကုမ္ပဏီကြီးတွေကကိုယ့်အလုပ်ခန့်နေဆိုတာနဲ့ကိုယ့်ရဲ့ဗီဇာကိုနနစ်ဗီဇာဖြစ်နေပြီစေကိုယ့်ဗီဇာကိုကန်ဆယ်လုပ်ပြီးတော့သူတို့ရဲ့ဗီဇာနဲ့သူတို့ကပြန်လုပ်ပေးပြီးတော့ခန့်တာဖြစ်တယ်ဒီတော့ကိုယ်ဝယ်ထားတဲ့နနစ်ဗီဇာကဆုံးဆုံးရမှာဖြစ်တယ်ပေါ့နော်နနစ်ဗီဇာဝယ်တဲ့သူတွေ8000ပေးရတယ်ဆိုလဲဒီ8000ကဆုံးဆုံးမှာဖြစ်တယ်ဒါကြောင့်မို့လို့ ်ဆိုလို့ရှိရင်ဒီ own visa ကိုဝယ်စရာမလိုပဲနဲ့ကိုယ့်ဘာသာကိုအလဲ visa နဲ့အလုပ်တော်လျှောက်ပါအလုပ်ရှာပါလို့ပဲပြောချင်ပါတယ်ဒါကတော့အကောင်ဆုံးပဲပေါ့နော်အဲကုမ္ပဏီကပေးတဲ့ visa နဲ့ကုမ္ပဏီကတော့ safe အဖြစ်ဆုံးပဲဖြစ်ပါတယ်ကို့မှာအနောက်နိုင်ငံတွေသွားဖို့အတွက်ရွယ်ချက်မဟုတ်ဘူးဆိုရင်နှစ်နှစ် visa ဝယ်စရာမလိုဘူးကိုယ်ပိုင်ဆိုင်ဖွင့်တာမဟုတ်ဘူးဆိုရင်လည်းနှစ်နှစ် visa ဝယ်စရာမလိုအပ်ပါဘူးရှင်ကျေးဇူးများ